မင်္ဂလာပါရှင်ဆရာမဒီနေဆက်ပြီးရှင်ပြမှာကနံပါတ်9ပေါ့နော်ဒီပြီးခဲ့တဲ့ဗီဒီယိုမှာနံပါတ်8ထိပြီးထားတာဆိုတော့ဒီနေ့ဆရာမတို့နံပါတ်9ကဆက်သွားပါမယ်။ကိုကအောက်ပါတို့ဒေါင်လိုက်တွက်ပါဆိုတော့ဆရာမတို့ဒါကိုဒေါင်လိုက်တွက်ရမယ်။တွက်တဲ့အချိန်မှာဘာကိုသတိထားရမှာလဲဆိုတော့ဒီဆရာမတို့ရေးတဲ့အချိန်မှာဒီ အဲဆယ်လီစိတ်အချင်းချင်းတက်အောင်ရေးရမယ်ခုတွေတက်အောင်ရေးရမယ်ဒါလေးပဲကြံတာကတော့ရှေ့တုန်းကဆရာမတို့ပေါင်းလာတဲ့နေ့အတိုင်းလေးပဲပေါင်းပေးရမှာဆိုတော့ဘာမှလည်းမခက်ဘူးဟုတ်ပြီနော်၄ရက်၁ရက်ဒီ၅၅ရက်၃ရက်က၅ဒသမနေရာဒသမရေး၃ရက်၂ရက်က၅ဆိုတော့အဖြေက၅ဒသမ၅၅နံပါတ်ခဝေးက၂ဒသမ၃၈ လေးတက်မှာလေးကိုဆိုတော့ပေါင်းလိုက်တော့၈ရက်၉ရက်ကစခွန်စခွန်စ်ဆိုတော့ခနစ်ရေးတစ်ထင်၃ရက်၁ရက်က၄၄ရက်၄ရက်က၈တက်မှာနေရာတက်မှာရေး၄ရက်၂ရက်က၆၆တက်မှာ၈ခွန် နောက်တော့နဗတ်ကငယ်ကငယ်က9.45တသမ10.8နဲ့သူ့ကိုတက်အောင်ရတော့ဘယ်လိုဖြစ်မလဲဒါဒီရာလီစိတ်ဒါဆယ်လီစိတ်ဒါကခုဒါက10အဲ့လိုဖြစ်မယ်နော်အဲ့တော့သူ့ကိုတက်အောင်အဒီကတော့တက်လို့ရှိရင်ဆရာမတို့ဒီပေါင်းတာဘာမှမခက်ပါဘူး9ရက်2ရက်က9 10ရက်4ရက်က10နဲ့ဆိုတော့2ရက်1တင်6ရက်1ရက်က9ရက်က1ဆိုတော့တသမနေရာဆက်ပြီးရေးလိုက်တော့79တသမ2ခွန်ဆိုရရမှာရပြီနော်10ရက်6ရက်က14 4ရက်1 တင်9ရက်10ရက်က8 8ရက်9ရက်73 3ရက်10တင်3 4 5ဆိုတော့တသမနေရာဆွဲလိုက်တော့9တသမ3 4 9ရက်9ရက်ပေါင်း7 2 2ရက်10တင်9ရက်10ရက်30 3ရက်10တင်2 2ရက်9ရက်က9တသမနေရာတသမဆွဲ9တသမ3ည2 9ရက်နေ့ရက်ဒီ7တရေတတင်ပေါင်းလိုက်တော့ခွန်89 30 3ညရေတတင်9 6ရက်လေးရက်က30ဒသမနေရဒသမ10ဆိုတော့30ဒသမ3ညတဲတော့အဖြေကိုရေးပြပါဆရာမတော့မြင်မြန်လေးပဲတွားလိုက်မယ်ဟုတ်ပြီနော်လွယ်တာမို့လို့ ။ yeah နောက်တစ်ခုက9.39နဲ့3.61ကိုဘယ်လိုတွဲရမလဲတဲ့။ဆိုတော့ဒါကိုလည်းပဲဘယ်လိုပဲရေးလိုက်ရုံပဲလဲဆိုရင်သူတို့ကိုခုတွေခုတွေတက်အောင်ရေးမယ်။ဆယ်လီစိတ်တွေတက်အောင်ရေးမယ်။ရာလီစိတ်တွေတက်အောင်ရေးမယ်။တသမတွေတက်အောင်ရေးမယ်။ပြီးတော့မှပေါင်းလိုက်မယ်။9ရဲ့10ရဲ့30ဆိုတော့3ညရေးတက်တင်။ 6ရက်3ရက်9 9ရက်1ရက်10 3ရက်1တင်5ရက်1ရက်6 6ရက်3ရက်က9ဆိုတော့9ဒသမ3ည3ညဆိုတော့9ဒသမ3ည3ညဒီနောက်က3ညနှလုံးကိုဖြုတ်ပြီးတော့မှရှိလို့ရတယ်9ဒသမ3ည3ညဆိုတာ9နဲ့အတူတူပါပဲဟောပြီနော်ကဲဒါဆိုရင်ဒီနံပါတ်30ကိုပေါင်းကြည့်ရအောင်ဆိုတော့ကြည့်လိုက်မယ်၈ရက်၄ရက်၃၀၃ရက်၁တင်၅ရက်၁ရက်၆၆ရက်၃ရက်ခါ ကိုဆိုတော့ဆရာမတို့ဒီမှာကိုရမယ်ကိုရဲ့တည့်ရဲ့ကတဆဲတသမနေရတသမရေတော့တဆဲတသမကိုသုံးညဆိုတော့သူ့ကိုအဖြေရေးတဲ့အချိန်မှာကလေးတို့ကမလုပ်ပြရမလဲနောက်ကသုံးညကိုဖြုတ်ပြီးတော့တဆဲတသမကိုဆိုပြီးတော့ရေးပြရပါမယ်ဟုတ်ပြီနော်ဒီနောက်ခုခွေးကြည့်မယ်9ရက်9ရက်ပေါင်းတဆဲသုံးညရေးတစ်တင် နေ့ရက်၁ရက်၃၃ရက်၇ရက်၁၀၃ရက်ရေး၁တင်နေ့ရက်၁ရက်၃၃ရက်၄ရက်၇ဆိုတော့၇တသမနေရတသမရေးဆိုတော့အဖြေဒီပါလေနောက်ကတသမ၃ရက်၃ရက်ရေးစရာမလိုခနှစ်လိုပဲရှင်းရင်ရသွားပြီဟုတ်ပြီနော်နောက်တော့ခန်းငယ်၇ရက်၃ရက်၁၀၃ရက်ရေး၁တင်၇၈၉၁၀၃ရက်ရေး၁တင်6 9 8 9 10ဆိုတော့10တသမတသမနေရာတသမဆွဲဆိုတော့သူ့ကိုအဖြေရေးတဲ့အချိန်မှာ နောက်ကတသမ၃ညတွေကိုထည့်ရေးစရာမလို့တက်ဆဲလို့ရည်လိုက်လို့ရှိရင်ရသွားပြီ နံပါတ်10လိမ္မော်ရင်4.59လီတာရှိသည်1.35 3.5လီတာကိုတောက်လိုက်လျင်လိမ္မော်ရင်မြင်မြကြံမီနိကဲလိမ္မော်ရင်ဘလောက်ရှိသလဲ4.59လီတာရှိတယ်တောက်မှာကဘလောက်တောက်မှာလဲ3.35လီတာကိုတောက်လိုက်မယ်တောက်လိုက်ကြရပါဖြစ်သွားမှာလေယော့သွားမှာနေသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ဘာလုပ်ပေးရမလဲနှုတ်ပေးရပါမယ်ဆိုတော့4.59ထဲက1.35 3.5ကိုနှုတ်မယ်နှုတ်တော့ဘယ်လိုနှုတ်မလဲဒီမှာစုစုရဲ့နီးကားတော့သူက ရာလီစိတ်ရှိတဲ့ရာလီစိတ် အစိတ်ပေါင်းထဲကနေဒီဘက်ကနှုတ်ချင်တဲ့ယာလီစိတ်အစိတ်ကလေးကိုသူကနှုတ်လိုက်မှာဆိုတော့၄တသမ၅ကိုမှာယာလီစိတ်ဘယ်လောက်ရှိတယ်လဲရှေ့မှာလေ့လာခဲ့ပြီးသား459 4မှာ400ရှိတယ်တသမ၅မှာ90ရှိတယ်6မှာ3ညတသမ3ည6မှာ6စိတ်ရှိ459စိတ်ရှိတယ်တသမ39မှာကျတော့ယာလီစိတ်ဒါက100ဒီမှာ30ဒီမှာ50စိတ်130နဲ့50စိတ်ရှိကဲဒီကအစိတ်တွေဒီကအစိတ်တွေနှုတ်လိုက်လို့ရှိရင်ဘယ်နဲ့ ဲရတယ်လေဆိုတော့ဒီ၄သသမ၅ခုထဲကနေအဲ့တော့ဒီရှေ့မှာဆရာမနံပါတ်၁၁ကျန်ခဲ့တယ်နော်အဲ့တော့၁၁ကိုပြီးရင်ပြန်တွက်လိုက်မယ်ဒါလေးကိုအရင်ပြောလိုက်တော့မယ်ဟုတ်လား ဆိုတော့459တဲကနေ135နှုတ်လိုက်တာဒီ459စိတ်ထဲကနေ135စိတ်ကိုနှုတ်တာက320နဲ့၄စိတ်ဒါကကြတော့စုစုရဲ့နီးလဲ320နဲ့၄စိတ်ရာလီစိတ်ပေါင်း324စိတ်ဆိုတာ3ဒသမ14ကိုပြောတာအဲ့လိုမျိုးပေါ့နော်အဖြေအရအဲ့လိုထွက်လာမယ်ဆိုတော့ဒီကထွန်းထွန်းရဲ့နေရကြတော့ခုတွေခုတွေခုကနန်းချင်းချင်းနှုတ်မယ်ခုကနန်းဒီဒီမှာ၄ဒီမှာ၁ခုကနန်းချင်းချင်းနှုတ်၄၄၁ကိုနှုတ် ဆယ်လီစိတ်အချင်းချင်းတို့ဆယ်လီစိတ်ကငါငါးတဲကနောက်တစ်ခုက3ဆိုတော့ငါးတဲက3ကိုနှုတ်နောက်တစ်ခုကကြတော့ဆယ်လီစိတ်က6ဒီဘက်ရာလီစိတ်ကဒီဘက်ကငါ6ရယ်6ရယ်ငါအောင်တို့သူကကြတော့ဒီလိုနှုတ်တယ်ဆရာမတို့ကတော့ထွန်းထွန်းရဲ့နေ့အတိုင်းပဲသွားမယ်ဆိုတော့ဒီမှာ၄တသမ၅၉တဲကနေ၄တသမ၃၅ကိုနှုတ်မယ်၉၅ကိုနှုတ်တော့၄၅တဲက၃ကိုနှုတ်တော့၂၄တဲက၁ကိုနှုတ်တော့၃တသမနေရာတသမသူနေရာသူဆွဲလိုက်တော့၃တသမ၂၄ဆိုပြီးရမယ် ။ဟုတ်ပြီနော်။ကဲရှေ့ကဆီမနံပါတ်7ကျန်ခဲ့တယ်။7လေးကိုတွက်ပြလိုက်မယ်။7ကဘာပြောလဲဆိုတော့အောက်ပါတို့ကိုဒေါင်းလိုက်တွက်ပါဆိုဆီမတို့ဒီလိုမျိုးလေးမိငုံကူထားလိုက်ပြီ။ကဲတွက်ပါမယ်။3ညဒသမ5ရေ3ညဒသမ63ရေဒီလိုမျိုးလေးဖြစ်မယ်နော်။ဒီလိုမျိုးလေးတက်အောင်ရေးရမယ်။အဲ့တော့ကလေးတို့ကိုရှေ့မှာလည်းပြောပြီးပြီးခုတွေခုတွေတက်အောင်ရေးဒသမတက်အောင်ရေးဒါ10လေးစိတ်နေရ10လေးစိတ်တို့ရဲ့နေရာလိုက်တန်ဖိုးအတိုင်းတက်အောင်ရေး။ ရာလီစိတ်ရာလီစိတ်တဲအောင်ရှိဆိုတော့ဒီမှာပါရှိလေ၃ညရှိတယ်ဆိုတော့သိထားရမယ်၃ညရဲ့၃ရဲ့ပေါင်းတော့၃၅ရဲ့၆ရဲ့၁၁ဆိုတော့တရတတင်လိုက်တ၃ညက၁ဆိုတော့ဒသမနေရာဒသမဆွဲလိုက်တော့အဖြည့်သည်တဒသမ၁၃အဲ့တော့အဖြည့်ဆိုပြီးတော့ရေးပေးရပါမယ်တဒသမ၁၃ဆိုပြီးတော့ရမယ်ဟုတ်ပြီနော်နောက်တစ်ခုက၈အပေါင်း၂ဒသမ၃နှစ် ဆိုတော့ဆရာမတို့ပေါ့မရှိသည့်ခုနေရာမှာရှိတာဖြစ်တဲ့အတွက်ကြောင့်မို့ရှိလို့ရေးမယ်။ဒီမှာခုနေရာမှာကနှစ်ရှိတော့ရှေ့ရဲ့နေရဲ့တက်အောင်ရေးမယ်။နှစ်တသက်မှာ3နှစ်အဲ့လိုမျိုးလာမယ်။ဟုတ်ပြီနော်။အဲ့ရှေ့ရဲ့နောက်မှာဘာတွေရှိသလဲ။တသက်မှာ3ည3ညရှိတယ်။ဒါလေးကိုသိရပါမယ်။ကဲဒါဆိုရင်ပေါင်းလိုက်မယ်။3ညရဲ့နှစ်ရဲ့ပေါင်းတော့2၊3ညရဲ့3ရဲ့ပေါင်းတော့3၊ရှေ့ရဲ့နှစ်ရဲ့က10၊တသက်မှာနေရာတသက်မှာဆွဲလိုက်တော့10တသက်မှာ3နှစ်အဖြစ်10တသက်မှာ3 နဲ့ဆိုတော့ရေးပေးပါနောက်တစ်ခုက၈ဒသမ၄နဲ့16ဒသမဒသမကိုတက်အောင်ရေးလိုက်ဒီလိုမျိုးမတည်ဘူးဆိုလို့ရှိရင်လေဆယ်လေးစိတ်ရာလေးစိတ်ဘာမှမတည်တော့ဘူးဖြစ်သွားတယ်ဆိုရင်ဒသမကိုတော့တက်အောင်ရေးဒသမရှိက9ဒီက1နောက်က6ဒီလိုလာမယ်ဟုတ်ပြီနော်အဲ့တော့တည့်သွားပြီလားဆယ်လေးစိတ်ဒီတည့်ပြီလားခုဒီတည့်ပြီလားဒီမှာတော့ရာမရှိအော်ဆယ်မရှိတော့အာဒါ10ကဒီမျိုးလာမယ်ဟုတ်ပြီနော်အဲ့တော့ဒီနေရာမှာပါရှိလေ3ညရှိတယ်ဒီတော့ပေါင်းလိုက်မယ် 4ရက်3ရက်ပေါင်းတော့4 9ရက်4ရက်က73 3ရက်တတင်း8ရက်1ရက်က9 9ရက်9ရက်က16 16ဆိုတော့တင်မဲ့တရတရက2ဒသမနေရာဒသမဆွဲအဖြေသည်26ဒသမ34ကဲဒီလောက်ဆိုရပြီနော်ဆိုတော့ဆရာမတာကြံခဲ့တယ်ဆိုတော့အခုအနှုတ်ကိုလည်းပြောပြီးသွားပြီဆိုတော့ဟိုဘက်ကစာမျက်နှာ120နဲ့5 sorry 100 124ကိုသွားမယ်နော် စနစ်ကအောက်ပါတို့ကိုထောင်းလိုက်တော့ပါဒီတစ်ခါနှုတ်ရပါမယ်။ဆိုတော့ဒီမှာနံပါတ်စနစ်ကအောက်ပါတို့ထောင်းလိုက်တော့ပါကကြီးခဝေးကငယ်သုံးပုတ်ရှိတယ်။တော့ဆရာမတို့ပေါင်းတည်ပဲဖြစ်ဖြစ်နှုတ်တည်ပဲဖြစ်ဖြစ်တသမတွေပေါင်းမယ်နှုတ်မယ်ဆိုရင် ခုနေရာ ခုနေရာတက်အောင်ရေးပါတသမတွေတက်အောင်ထားပါဆယ်လီစိတ်ရာလီစိတ်တက်အောင်ရေးမယ်။ တလောက်စီမားစရာအကြောင်းမရှိတော့ငားရဲကနှစ်ကုန်းတော့3 8ရဲကခုနှစ်ကုန်းတော့၄9ကိုရဲက6ကုန်းတော့3တသက်မနေရတသက်မရေးလိုက်တော့အဖြေသည်တောင်းတသက်မ3 3ခဝေးက6တသက်မ4 8ရဲကနေ7တသက်မ9နှစ်ကုန်းမယ်ဆိုတော့8ရဲကနှစ်ကုန်းတော့6ကဲ4ရဲကကိုကုန်းမနှုတ်လား10ချီ10ရဲ4ရဲ14 14ရဲကကိုကုန်း ဲ့လိုနုံလဲနုံဒါမှမဟုတ်30တရက်ကိုနုံ1တရက်လေးရပေါ့ငါဟုတ်လားပြီးတော့ဒီ6တီ5ဖြစ်မယ်9ရက်1ကိုနုံတော့4တသမနေရတသမဆွဲလိုက်တော့4တသမ5 6ရပြီနော်နောက်တစ်ခုကဂငယ်ငါတသက်မ၄၃တဲရနေနေတသက်မ၆ခုနှစ်ကိုနှုတ်မယ်ဆိုတော့၃၀၀ခုနှစ်ကိုနှုတ်မနှုတ်လောက်၁၀ချီ၁၀တဲကခုနှစ်ကိုနှုတ်၃၃၀၃၀ပေါင်းတော့၆၄သိ၃ဖြစ်ဆိုတော့၃၀၀၆ကိုနှုတ်မနှုတ်လောက် တဆယ်ချီတဆယ်ချီလိုက်ကြရတခါတည်းဒါ short ချလိုက်တော့ဟုတ်ပြီနော်တဆယ်တည်းက6ကုန်လုံး4ကျင်4ရက်3ရက်က9 4ရက်2ကုန်လုံးတော့2တသမနေရာတသမဆွဲ2တသမ6အဖြေရေးမယ်နော်အဖြေရေးမယ်ဆရာမကဒါမပြောဘူးဆိုလို့ရှိရင်လည်းကလေးတို့ကရေးကိုရေးရပါမယ်အဖြေရေးတဲ့ချင်းကိုလောက်ရမယ်နောက်တစ်ခုဒီနံပါတ်73အောက်ပါတို့ထောင်းလိုက်တော့ပါဒါလည်းအတိုင်းပဲနှုတ်ပေးရမယ်ဟုတ်ပြီလား ဆိုတော့ကကြီးက9.38အနုံ4.35ဆိုတော့စပြီးတော့နှုတ်လိုက်မယ်9.38 4.35တက်တက်အောင်ထားပြီးပြီဆိုရင်နှုတ်လိုက်တော့မယ်8ထဲက9ကိုနှုတ်3ချင်3ထဲက3ကိုနှုတ်3ည9ထဲက4ကိုနှုတ်3ချင်ဒသမနေရာဒသမရှိအဖြေက3ဒသမ3ည3 ်ခခွေက6ဒသမ8နဲ့အနုံ2ဒသမ7ခွနဲ့ဆိုတော့စပြီးတော့နှုတ်ရအောင်6ဒသမ8နဲ့ထဲကနေ2ဒသမ7ခွနဲ့ကိုနှုတ်မယ်ပထမတစ်ချက်ကတော့တက်အောင်ရေးမယ်ဒါပဲဟုတ်ပြီနော်ဆိုတော့8ထဲကဒီမှာ2ထဲကခွန်မလုပ်နိုင်တော့ဒီဘက်က30ချီ30ချီတော့သူကခွနဲ့30တဲကခွန်နှုတ်တော့3 3ရဲ့နေ့ရက်က9ခွနဲ့ထဲကတက်ကိုနှုတ်6 6ရက်နှစ်ကိုတော့4ဒသမနေရာဒသမဆွဲ4ဒသမ6 5ငါငယ်က9ထဲထဲကခွနဲ့ကိုတော့3ညာနှစ်ထဲကလေးကိုတော့မနှောလား10ချီ10ထဲကလေးကိုတော့6 6ရက်နှစ်ရက်က6ရက်နှစ်ရက်က8ဆိုတော့8ကခွနဲ့ခွနဲ့ထဲက1ကိုတော့6ကျဲဒသမနေရာဒသမဆွဲမယ်ဆိုတော့အဖြေရေးတဲ့အခါမှာဒီဘလောက်ပဲရေးရမှာလဲ6ဒသမ8 3ညာလို့ရေးစရာမလို့6ဒသမ8လို့ရေးရင်ရပြီဟုတ်ပြီနော် ဘာပေါ့ဒလားအဖြေဆိုပြီးတော့ရေးမယ်6ဒသမ8တဲ့ဗျနော်နောက်တစ်ခုကကြီးက304ကိုနှုတ်တော့မနှုတ်လောက်10ချီ10တဲ့ကလေးနှုတ်6ကျန်6ရဲ့3ရဲ့က9 6က5ဖြစ်9ရက်9ကိုမနှုတ်နိုင်10ချီ10ရက်9တော့3 3ရက်9ရက်က8ရှေ့က ၃ညဆိုတာအဖြေက၃ည sorry နေ့က၁တစ်ထရ၃ညအောင်တော့တစ်ချင်တစ်တသမ၈၉၅ငါက၅တသမနဲ့၅ရဲကနေ၄တသမနဲ့၉ကိုနှုတ်မယ်၅ရဲက၉ကိုနှုတ်မနှုတ်လား၁၀ချီ၁၀ရဲက၉ကိုနှုတ်တစ်ချင်တစ်ရဲ၅ရဲပေါင်းချနှစ်ကတစ်ဖြစ်မယ်တစ်ထဲကနှစ်ကိုမနှုတ်မနှုတ်နိုင်တော့30ချီ30ချီတော့တာက4 30ထဲကနှစ်ကိုတော့8 8ရဲ့တည့်ရဲ့ပေါင်း9 ဟုတ်ပြီနော်ဒသမနေရာဒသမဆွဲမယ်ဒီက၄ရ၄ရ၄ရလို့တော့3ညဆိုတော့အဖြေက3ညဒသမ6ချစာလုံးက2ထဲက3ဝန်လို့မနှုတ်လား10ချီ10ထဲက3ဝန်လို့တော့9 9ရက်2ရက်က9နောက်တော့၄ဒီ3ညဒီ6ဖြစ်မယ်ဟုတ်ပြီနော်ဒီ9က6ဖြစ်မယ်ဒါသိပြီသားတွေပါ၉ရက်၅အောင်လို့တော့၄၆ရက်နဲ့ကုန်တော့၄ဒသမနေရာဒသမဆွဲ၄ဒသမ၄၉ရပြီနော် ကဲဒါဆိုလို့ရှိရင်ဆရာမတော်နောက်တစ်ခုသွားမယ်နံပါတ်7ငါးတသမ6ထဲကနေနေတသမ8တက်ကိုမိတို့တွေ့ရမျိုးစဉ်းစားပါဆိုတော့ငါးတသမ6ဆိုတဲ့နေရာမှာငါးဒီခုနေရာမှာရှိတယ်6ဒီဆယ်လီစိတ်နေရာမှာရှိတယ်ဒီမှာကြတော့နှစ်တသမ8တက်မှာနှစ်ကခုနေရာဆယ်လီစိတ်နေရာဒါယာလီစိတ်နေရာအထိရှိဆိုတော့ဆရာမတို့တက်အောင်ရေးရမယ်အဓိကတက်အောင်ရေးရမယ်ပြီးလို့ရှိရင်ဒီမှာယာလီစိတ်နေရာ၃ညထည့်ပေးရမယ်ဟုတ်လား၃ညကြိုက်တဲ့လောက်ထည့်လို့ရဒီနောက်မှာ ။ဟုတ်ပြီလား။ဆိုတော့၃ရတဲ့အတစ်ကုန်တော့မနှုတ်လား။ဒီက30ချီ။10တဲ့အတစ်ကုန်တော့9ဟုတ်ပြီနော်။ဒါဆိုရင်6ကဘလောက်ဖြစ်လဲ။9 9ရက်8ကိုမနှုတ်လောက်10ချီ10တဲက8ကိုနှုတ်နှစ်ချင်းနှစ်ရ9ရက်က9 9က4ဖြစ်4ရက်နှစ်ကိုနှုတ်နှစ်ချင်းတသမနေရတသမရေးလိုက်တော့နှစ်တသမ ဟုတ်ကိုရပြီနော်ဆိုတော့ဒါလေးသိရမယ်တချို့ကလေးတွေကဒီတသမကလွဲတယ်ဆိုပြီးမယ်ဒီသူတို့ထားတဲ့နေရာလေးနေရာလိုက်တန်ဖို့အတိုင်းတက်တက်မထားဆိုရင်အဖြေရတာလွဲပါတယ်။ဒါဆိုရင်ကျွန်တော်နံပါတ်14ကိုကြည့်ကြအောင်။ဆိုတော့ကျွန်တော်စာမိမှာရေးမယ်။၃ညတသမ6ထဲကနေ၃ညတသမ2လေးကိုအနုတ်မယ်ဟုတ်ပြီနော်။၃ညတသမ6အနုတ်၃ညတသမ2လေးဆိုတော့ ဆမရီမှာတက်အောင်ရေးပြီးခုနေရခုနေရတက်မယ်တသမာတွေတက်မယ်ဆယ်လီစိတ်တွေတက်မယ်ဆိုတော့ဒီမှာဒီဆမရထက်ထက်ရမှာက၃ညဟုတ်ပြီနော်ကေတာဆိုရင်၃ညတည်းရလေးကိုနှုတ်တာမနှုတ်လောက်10ချီ10တည်းရလေးကိုနှုတ်တော့6ချင်6က9 9တည်းရနှစ်ကိုနှုတ်3 3ညတည်းရ3ည3ညဒါကတသမာဆိုတော့ answer ကအဖြေဒီ ၃ညတသမ36ဆိုရရမယ်ဟုတ်ပြီနော်ဒီမှာလဲပဲကျွန်တော်တက်အောင်ရေးရမယ်ဒါလေးသတိထားပါအရင်ဦးဆုံးတသမတွေတက်ပြီလားဆယ်လီစိတ်တွေတက်ပြီလားဒီမှာဆယ်လီစိတ်တွေတက်ပြီလားခုတွေတက်ပြီလားဒါလိုကြည့်လိုက်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်စပြီးနှုတ်လိုက်တော့ဒီမှာ၃ညဆိုတော့၃ညတွေကခုနှစ်ကမနှုတ်လောက်10ချီ10တွေကခုနှစ်ကတော့3ကျင်ဒါက6ဆိုတော့6တွေက8ကတော့မနှုတ်လောက်10ချီ 30ရက်တည်းက8ကိုလို့တော့နှစ်ချင်းနှစ်ရက်6ရက်က8ဆိုတော့ဒီ30ဒီပါဖြစ်လေ9ဖြစ်မယ်9ရက်ကကိုလို့တော့3ညတတမရဲ့တတမကဒီမှာဆွဲချလိုက်တော့3ညတတမ83အဖြေ3ညတတမ83နောက်ခု၈တမ၄အနုံ၃တမ၉ရှစ် ကျွန်တော်ဒီမှာလဲဆရာမတို့တက်အောင်ရေးမယ်ခုတွေခုတွေတက်အောင်ရေးတသမတက်အောင်ရေးဆယ်လီစိတ်ဆယ်လီစိတ်တက်အောင်ရေးယာလီစိတ်ယာလီစိတ်တက်အောင်ရေး၃ရထည့်လိုက်မယ်၃ရ၈ခုတော့မနှုတ်လား၁၀ချီ၁၀ရ၈ခုနှုတ်တော့နှစ်ချင်၄က၃ကဲ၃ရ၉ခုတော့မနှုတ်လား၁၀ချီ၁၀ရ၉ခုနှုတ်တက်ချင်၁ရ၃ရက၄ ရှေကာခုနှစ်ခုနှစ်ထရသုံးကိုနှုတ်၄တသမနေရတသမဆွဲအဖြီက၄တသမ၄နှစ်ရပြီနော်နံပါတ်၁၂ကိုဆက်သွားမယ်ဆနစ်က၄ရဲ့နှုတ်၁တသမ၂ငါးကိုဘယ်လိုနှုတ်ရမှာလဲတဲ့၄ရဘယ်နေရာမှာရှိရလဲခုနေရာမှာရှိတယ်နေရာလိုက်တန်ဘူးဟုတ်ပြီနော်၁ကခုနေရာမှာရှိတယ်နှစ်က၁၄စိတ်ဒါရ၄စိတ်ဆိုတော့ဆရာမတို့တက်အောင်ရေးရမယ်အဓိကကဆိုတော့ဒီမှာ၄၄ကလေးကနေဘာအောင်နှုတ်မှာလဲ နေတသမ sorry တေတသမနေငါးကိုနှုတ်မယ်ဟုတ်လားအဲ့တော့ခုခုနေရာချင်းခုနေရာတက်အောင်ရေးလိုက်တော့ဒီလိုဖြစ်မယ်၄ရက်တရက်အားတက်အောင်ရေးရမယ်ဆိုတော့ဒီ၄နောက်မှာပါရှိတယ်တသမ၃ည၃ညရှိရရှေ့မှာတော့ကတသမ၃ည၃ညတွေဖြုတ်ထားခဲ့လို့ရတယ်ဆိုရင်ထက်ထဲလို့လည်းရတာပေါ့ဟုတ်လားဒါဆိုရင်၃ည၄ရက်ငါးအောင်တော့မနှုတ်လား၁၀၁၀ရက်ငါးအောင်တော့၅ကျဲ၃ည၄ကိုကိုရေရနဲ့ကိုနှုတ်တော့ခုနှစ် လေးဒီသုံးသုံးရက်တစ်ကိုလို့တော့နှစ်တသမနေရတသမဆွဲနှစ်တသမခွန်၅ကြရပြီနော်ကြတာဆိုရင်သူနဲ့ပုံစံတူတယ်နံပါတ်၅ပုံစံသုံးပုံကိုတွေ့ရပါမယ်အဲ့တော့ဒီမှာလဲဘာတတိထားရမှာလဲခုတွေခုတွေတယောက်ရေးရမယ်နောက်ကတသမ၃ည၃ညအုပ်ဖြည့်ပေးရမယ်ဆိုတော့ခွန်အနော်၄တသမ၃နဲ့ဆက်ဆက်မစတွေ့ရအောင် ဆိုတော့ခုနှစ်အနုတ်၄တသမ3နဲ့မှာခုနှစ်တသမ3ည3ညဖြည့်ထားလိုက်တယ်၄ရနှုတ်3တသမနဲ့ဆိုပြီးတော့ဖြည့်ထားလိုက်တယ်3ည၄ရနှစ်ကိုနှုတ်တော့8ကျင်း10ချီပါတော့10ရနှစ်ကိုနှုတ်8ကျင်း3ညက9ဖြစ်မယ်ကိုရက3ကိုနှုတ်တော့6ကျင်းမယ်ခုနှစ်ကဘာဖြစ်မလဲ6ဖြစ်မယ်6ရက4ကိုနှုတ်တော့2ကျင်းတသမနေရတသမဆွဲတော့အဖြည့်ဒီ2တသမ6ရှစ်ဒါပြီးတော့နောက်တစ်ခုဆက်ကြည့်မယ် နောက်တစ်ခုက6အနုံ3ရတဲ့တမခုနဲ့6 6ထဲကနေတောင်နှုံမှာဆိုတော့သူ့ကိုတက်အောင်ရှည်ရမယ်6ရဲ့နောက်မှာ6ရတဲ့တမ3ည3ညဆိုပြီးဖြည့်ထားလိုက်ပြီးတော့3ရတဲ့တမခွန်6ကိုနှုံမယ်၃ညတွေက6ခုနှုတ်မနှုတ်လောက်10 10တွေက6ခုနှုတ်တော့၄ဒါက9ဟုတ်လား9တွေကခုနှုတ်တော့2 6က5 5တွေက၃ညနှုတ်တော့5ဆိုတော့တသမလာမယ်5တသမ2 4 နောက်တစ်ခု3.3တမ3ည3ည3တဲရနေပြီးတော့မှဘာလို့မလဲဒီမှာတက်မိကောင်ကဒီမှာရှိတယ်။3ဝန်းနှုန်း2တမ3ည8ဆိုတော့3နောက်မှာ3တမ3ည3ည8ဖြည့်ထားမယ်။3ည8ရဲ့8ကုန်တော့မနှုတ်လောက်10 10ရဲ့8ကုန်တော့နှစ်ချင်းနောက်တစ်ခုကဒီ3ည9ဖြည့်9ရဲ့3ည9တော့9 3က2နှစ်ထရား3ညနှစ်ကုန်တော့3ညဆိုတော့အဖြည့်ဒီ3ညတသမ9နှစ်ဆိုလို့ရပါပြီ။ရပြီနော်။ကြည့်တာဆိုရင်ဒီထိပ်ပြီးသွားပြီဆိုတော့လေ့ကျင့်ခန်းကျန်မယ်။လေ့ကျင့်ခန်းကိုကြည့်ရအောင်။ လေ့ကျင့်ခန်းမှာကွက်လက်ဖြည့်ပါဆိုတော့6မီတာ32စင်တီမီတာမီတာက6မီတာစင်တီမီတာ32စင်တီမီတာဘလောက်မီတာရှိတယ်လေတဲ့ဆိုတော့စမရှိမှာတင်ပြပြီ6မီတာက6မီတာပဲရှိမယ်32စင်တီမီတာဆိုတာက3ညဒသမ3မီတာရှိတာဟုတ်လားကေတာစင်တီမှာအဖြေပြလိုက်ရလေ6ဒသမ3မီတာ 18.25မီတာကိုမီတာစင်တီမီတာနဲ့ပြမယ်18မီတာ25စင်တီမီတာပေါ့ရှင်းရှင်းလေးဟုတ်လားအဲဒါဆိုရင်18မီတာ25စင်တီမီတာဆိုဖြည့်လိုက်မယ်နောက်တစ်ခုကအောက်ပါကိန်းများကိုရေးပါဆိုတော့၅ခု ခုက9ခုရှိမယ်ဆယ်လီစိတ်က10စိတ်ရာလီစိတ်က3စိတ်နဲ့ဖွဲ့စည်ထားတဲ့ကိဆိုတော့သူ့ကိုဆရာတော်မိကုန်ကူးမယ်9ခုဆယ်လီစိတ်10စိတ်နဲ့ရာလီစိတ်3စိတ်တို့ဖြင့်ဖွဲ့စည်ထားတော့ကိညီမြချင်း9ခုဆိုတော့ခုနေရာမှာ9ဆယ်လီစိတ်လာမှာဆိုတော့တသက်မှာ10ရာလီစိတ်က3 9တသက်မှာ10 နောက်တစ်ခုယာလီစိတ်406စိတ်ဖြစ်ဖွဲ့စည်းထားတော့ကိယာလီစိတ်က400ဆိုရင်ခုနေရာမှာ၄၄ခုပေါ့နော်အဲ့တော့နောက်က400နဲ့6စိတ်ဆိုတော့ဘာလာမှာလဲ၄တက်မှာ3ည6လွယ်လွယ်လေးပါနံပါတ်3ကိုကြည့်အောင်3ည3ညနဲ့ဒီ1နဲ့ကြားထဲမှာ3ည1 3.2.3.3.4.3.5.3.6အလို့သွားတယ်အဲ့ဒီထဲမှာမှာဆရာတို့ဒီများထိုးထားတဲ့နေရာတွေကိုဖြည့်ပေးရမယ်ဆိုတော့ကြည့်ကြည့်အောင်3ညနဲ့3.1ကြားတယ်ကဒီဒစိတ်ဒီဘလောက်လဲဆိုတော့3.3.3.1ဖြစ်တယ်3.3.3.1 3.3.3.2 3.3.3.3 3.4 ။ညပြီးတော့ဒါဆိုရင်ဒါလည်းဆက်ကြည့်သွားမယ်။3ညတမ1 3ညတမ2ဒီတစိမ့်ဒီ3ညတမ3ည1ဆိုတော့သူ့ကိုဆက်ကြည့်သွားတော့3ညတမ1 1 3ညတမ sorry 3ညတမ1 1 3ညတမ2 2ဒါကဒါဆိုရင်3ညတမ1 3 3ညတမ2 4 3ညတမ2 5 3ညတမ2 5ဆိုရရပြီ။ရပြီနော်။ဒါက3ညတမ4ဆိုရင်သူ့နောက်ကကတစိမ့် ဒါဒီယာလီစိတ်တစိတ်ဆိုတော့၃ရသက်မှ၄၁၃ရသက်မှ၄၂ရပြီနော်ကဲဒါဆိုဒါက၃ရသက်မှ၅ဆိုရင်၃ရသက်မှ၅၁၃ရသက်မှ၅နဲ့၃ရသက်မှ၅၃၃ရသက်မှ၅၄၃ရသက်မှ၅၅သုံးရတမ56 3သုံးရတမ59ခွန်သုံးရတမ58သုံးရတမ59ရပြီနော်အဲ့ဒါမှသုံးရတမ60နောက်ကသုံးရဖြုတ်လိုက်တော့သုံးရတမ6 နောက်တစ်ခုကနံပါတ်၄သူကကြတော့ပို၍ကြီးတော့ပို၍ငယ်တော့ဆိုတော့တင်ငေတလေးတွေရေးပေးရမယ်။နိုင်ရှင်ပေးရမယ်။ကြည့်လိုက်တော့ခုနေရ၂ရက်၂ရက်6ရက်6ရက်ဆိုပါကြီးမှလည်းဆယ်လီစိတ်နေရ6ဒီဘက်က9ဆိုတော့သူကပို့ကြီးမယ်။ခါွေ၄တမ၅၄တမ၄ချဆိုတော့သူ့ကိုနိုင်ရှင်လိုက်တော့ဒီမှာ၄ရက်၄ရက်တူတယ်၅ရက်၄ရက်ဆိုတော့၅ကပိုကြီးတော့ဒီလိုလေးထည့်လိုက်ရုံပဲဟုတ်လားနောက်တစ်ခုက၉ရက်၁၀ရက်ဆိုကြတဲ့က၉က ဖိုးနဲ့30နဲ့ဆိုတော့ကလေးကဘာကြည့်လဲ30ကပိုကြည့်တော့ဒီလိုလေးကြည့်လိုက်ရုံပဲနောက်အောက်ပါတော့တွက်ပါဆိုတော့ဒါဘာလုံးလိုက်ရုံပဲလဲဆိုတော့ပေါင်းမယ်နှုတ်မယ်သူကပေါင်းလိုက်ရုံပဲဟုတ်တယ်နော်ပေါင်းစရာရှိရပေါင်းမယ်နှုတ်စရာရှိရနှုတ်မယ်ဒါလေးကလွယ်လွယ်လေးမလို့ဆရာမဒီနံပါတ်5အောင်မပြောတော့ဘူးနံပါတ်6ဆက်သွားမယ် ညမနလွယ်ပါတယ်ဆိုတော့နေတသမ15မီတာ၄သမ6မီတာနဲ့တသမ4ခုနှစ်မီတာကြီးရှိတဲ့ဖဲဂျိုး3ချောင်းနဲ့ဖဲဂျိုး3ချောင်းရှိတယ်ထိုဖဲဂျိုး3ချောင်းဤဆွတ်ဆူပေါင်းအရှိမီများရှိတယ်နီးဆိုတော့ဆွတ်ဆူပေါင်းလို့ပြောကြတဲ့ရပါလို့ပြရမလဲပေါင်းပေးရပါမယ်ဆိုတော့ဆရာတို့ကဖဲဂျိုး3ချောင်းရဲ့အလျာပေးထားချက်လေးတစ်ချက်လောက်ရေးလိုက်အောင်ဟုတ်ပြီနော်ဆိုတော့ဗာတဲ့လေဖဲဂျိုး ဖဲချုံတုံချောင်းဤအလေးယာနိမြချင်းနေတသက်မှာတင်5မီတာတခုကနေတသက်မှာတင်5မီတာပုတ်ထီလေးချလိုက်မယ်နောက်တစ်ခုကဘလောက်လဲ၄တသက်မှာ6မီတာနောက်တစ်ခုကကြတော့ဆက်ရေးမယ်နော်တေတသက်မှာ၄9မီတာဆိုလို့ရှိကဲဒါဆိုဆရာမတို့လိုချင်တာကဖဲချိုး၃ချောင်းရဲ့စွစုပေါင်းအရှိကိုလိုချင်တယ်ဆိုတော့ ဖဲကျူတုံချောင်းဤစုစုပေါင်းအရှိဒီမှာပေးထားပြီးသားနော်ဖဲကျူတုံချောင်းဤစုစုပေါင်းအရှိညီမြချင်း question mark ကဲဒါဆိုရင်စုစုပေါင်းအရှိအလိုချင်းဆရာမတော့ဘာလို့လိုက်ုံပဲလေဒါကိုပေါင်းလိုက်ုံပဲဆိုတော့စပြီးတော့မှပေါင်းလိုက်မယ်ညီမချင်းတွေတက်အောင်ရေးမယ်နော်နေတသမ15ရေ4တသမ6ရေ3တသမ4ခုနှစ်ရေပေါင်းလိုက်တော့မီတာနဲ့အဖြေထွက်မယ်အဲ့တော့ဒေါင်လိုက်ပေါင်းမှရတယ်ဆိုရင်ဒီမှာဒေါင်လိုက်ပေါင်းလိုက်ပါ လေးတသမ6နဲ့ကဲဘာလို့ရမှာလဲပေါင်းလို့ရှိရင်ခုတွေခုတွေတက်အောင်ရေးရမယ်ဆယ်လီစိတ်တရာလီစိတ်တွေတက်အောင်ရေးရမယ်လက္ခဏာထည့်ရမယ်9ရက်နေ့ရက်ခုနှစ်ခုနှစ်ရက်ခုနှစ်ရက်14ဆိုတော့၄ရက်တက်တင်နော်6ခုနှစ်ရှစ်ရှစ်ရက်လေးရက်12နှစ်ရက်တက်တင်နှစ်3 3ရက်4ရက်ခုနှစ်တင်းနဲ့က8ဆို8ရက်သားမှာ2.4မီတာဆိုတော့အဖြေကဒီမှာဒီလိုလေးလုပ်ပြီးတော့မှာ8ရက်သားမှာ2.4မီတာဆိုပြီးတော့မှာရေးလို့လည်းရရဒီဒေါင်လိုက်သွက်တောင်မထည့်ချင်လည်းရရဟုတ်လားဒါဆရာမကတော့မရတဲ့ကလေးအတွက်လည်းသွက်နီးလေးကိုရှင်းပြပေးပါဖြစ်တယ်။ခဲ့ဒါဆိုရင်အောက်မှာအဖြေရေးမယ်။ဘာရေးမလဲ။ဖဲချိုး3ချောင်းဤစုစုပေါင်းရရှင်။ဖဲကျိုး၃ချောင်းဤစွစုပေါင်းအရှိ ဘယ်လောက်ရှိလဲနေတသက်မှာ84 oh sorry 84တသက်မှာ24မီတာရှိမယ်ကဲဒါဆိုရင်တက်တက်သွားပြီเนาะကဲဒီတော့ကျွန်တော်တို့ဒီအခန်းဆက်နဲ့ပြီးသွားပြီအခန်းဆက်3ကကြတော့ဒီပြက်လဲလေးကျင့်ခဲဆိုတော့ဆင်မနောက်ဗီဒီယိုမှာဆက်ပြီးတော့ရှင်းပြပေးပါမယ်ခုလိုဆုံးထိနာထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်